ကပ္ပအတီအများဆုံးတင်းမင်းတမန်ရေလွာ shorts တွေကိုအားလုံးပဲမင်္ဂလာပါပကံအတဲထိမဲ့ channel ကနေကြိုဆိုပါတယ်ဒီရေလွာ shorts တွေကဗန်တိုက်ကိုတော့မှဖြည့်စည်းလို့နေပါဖြည့်စည်းခဲ့တယ်ရေလွာ shorts လူတွေစင်းဘူးတာတက်တရားစွဲခံရတာကပိုများတဲ့ရေလွာ shorts ပြီးတော့လူတည်စီခဲ့တဲ့ရေလွာ shorts တွေပါဟုတ်ပါတယ်ဒီရေလွာ shorts တွေကကပ္ပပေါ်မှာအန်ဒီရဲ့အရှိဆုံးလို့သတ်မှတ်ခံရပြီးပိတ်ပင်ခံထားရတဲ့ရေလွာ shorts တွေပါနံပါတ်1ဖွင့်ပြီးတော့၄နာရီတွင်ပိတ်လိုက်ရတယ် Bell Alley ရေလွာ shorts ပထမဆုံးအနေနဲ့အန်ဒီအရန်ကိုများလို့လို့ဖွင့်ပြီးတော့၄နာရီပဲကြာတာတော့မှပိတ်လိုက်ရတဲ့ရေလွှာရှော့တစ်ခုနဲ့နေတန်းလေးပြုတ်လိုက်ပါမယ်။၂၀၂၂တို့ကဒီထရီယက်ကဘယ်လီပန်းချံမှာသူတို့ရဲ့နာမည်ကြီးပင်90မြေတမ်မနီရေလွှာရှော့ကြီးကိုပြန်ဖွင့်ခဲ့ပါတယ်။ဒါပေမဲ့ဒီခုကတော့ဖျောင်းလူတာနည်းနည်းလေးလုံသွားမှုရပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့ဖျောင်းလူတာနည်းနည်းလေးလုံသွားမှုရပါတယ်။ဘာလို့လဲဆိုတော့ချောချောမွမွဆင်းရမယ်စားအချိန်နဲ့အသက်အန်ဒီရဲ့ရှိတဲ့ထောင်ချောက်လိုဖြစ်သွားလို့ပါပဲ။ဒီလွာရှော့ကတကယ်ကိုလူတွေကိုထိခဲ့တံရရစေခဲ့ပြီးတော့လူပြောများတဲ့တင်းဖြစ်သွားစေခဲ့ပါတယ်။ ဒါကြောင့်လူတွေကဘလူးရေလွာရှောလို့တော့မှခေါ်ခဲ့ပါတယ်။စီးနေတဲ့လူတွေနဲ့နာလို့អော်နေတဲ့ညီတန်တွေကမကြားကြမှာအဆုံးပါ။ကျွန်တော်ဆိုရင်စီးနေတော့ခန္ဓာကိုယ်ထဲမှာ black connect ဆိုတဲ့အတန်တွေတော့မှထွက်လာတယ်။စင်းလာတော့ဟာငါတော့သေးပါပြီ။ဆိုပြီးတော့တွေးနေကြတာ။စသဖြင့်ပေါ့ပြားရီလိုချိုတဲ့ review လေးတွေပေါ့ဗျာ။ဒါပေမဲ့ဒီအကြောင်းတွေအားလုံးသိရနေတာမှတန်းစီတဲ့လူကပုံများလာပြီးတော့ကျက်ဖို့ကလည်းဒဏ်ရာရတဲ့လူကလည်းပုံလာပါတယ်။နောက်ဆုံးမှာတော့ဒဏ်ရာရတဲ့သူတွေများလို့လို့ပန်းချံကရေလော်ရှော့ကိုဖွင့်ပြီးတော့လေးနိုင်မပြည့်ခင်ပါပဲပိတ်ချပြက်လိုက်ရပါတော့တယ် နံပါတ်1ဝီကီပီးဒီးယားစာမျက်နှာနဲ့ means ဖြစ်သွားတယ်ရေးသားရည်လွှာလျှောဒါဆိုရင်နံပါတ်ကြီးလုံးလို့ဝီကီပီးဒီးယားစာမျက်နှာတော့ရသွားပြီးတော့ very means ဖြစ်သွားတယ်ရည်လွှာလျှောတစ်ခုရှိတယ်ဆိုရင်ယုံမလား2023ဩဂတ်လမှတိုင်ပြီဒီဒီဟာက Boston City Hall Plaza မှာရှိတဲ့ရိုးရိုးရေလောရှော့ပါဒီချိန်မှာရဲတယောက်ကဆင်းချလိုက်တာအင်တာနက်ကြီးတစ်ခုလုံးကိုရိုက်ခွဲပြစ်လိုက်သလိုဖြစ်သွားပါတယ်ဘယ်လောက်ဆိုးသလဲဆိုရင်အရှင်ပြင်းလုံးလို့ရဲမှပါလာတဲ့ကြီးစံနဲ့လက်ထိပ်တွေပါကျွတ်ထွက်တဲ့အထိပါပဲ အင်တာနက်ကလူတွေကရဲကိုအကြမ်းဖက်မှုနဲ့ဒီဂျီလော်ရှော့ကိုဖမ်းပြီးတော့တရားစွဲတင်တယ်ဆိုပြီးပြောင်းနေကြပါတယ်။ဒီတရားနေဘလို့လို့လူကြီးတရားလုံးအမြောက်ကြီးလိုမျိုးပြစ်ထွက်လာတာလေ။ဘယ်သူမှမစင်စားတက်ခဲ့ပါဘူး။ဒါနဲ့ပဲလူတွေကကိုယ့်ဘာသာကိုစမ်းကြည့်ဖို့နိုင်ငံအနှက်ကနေလာပြီးစီးကြလို့ဆယ်လီဂျီလော်ရှော့ဖြစ်သွားပါတယ်။အပေါ်ဆုံးကနေအောက်ကိုကြဖို့၈စက္ကန့်သာကြာတဲ့ဒီရှော့ကအမြောက်ကြီးထက်တော်မှပိုလုံးဖြစ်နေတယ်လို့ပါပဲ။နံပါတ်၃ခြေထောက်ကျိုးသွားတဲ့ slippery tip ဂျီလော်ရှော့ဒီနောက်တော်မျိုးကတော့တင့်ကိုဘဝဆုံးပြတ်ချက်တွေပြန်စင်စားဖို့အချိန်ပေးပါလိမ့်မယ်။ ပေ98ရှိပြီးပေ46ပေမြင့်တဲ့ slippery tip yellow shore ကပြောစရာကောင်းမယ်ထင်ရပေမယ့် dan token ဆိုသူတွေအတွက်ကတော့ကြီးမားတဲ့နောင်တဖြစ်ခဲ့ပါတယ်။သူကဒီ yellow shore ကြောင့်ပဲ6လောက်ကျိုးသွားခဲ့ပြီးတော့လေးလာကြအလုံးနာခဲ့ရပါတယ်။မိုးပြန်ခုံတာ jet ski စီးတာ။အိုးအန်ဒီအများတွေကမှငါကုန်လုံဘူးတယ်။ဒါပေမဲ့ဒီ yellow shore နဲ့မှငါအမှန်ကန်ကျွတ်သွားတာပဲ။ဆိုပြီးတော့ငိုတန်းကြီးနဲ့ review ပေးသွားရှာပါတယ်။ပန်းချံကတော့ yellow shore ကိုယာယီပိတ်ရာကနေအပီးပိုင်ပိတ်လိုက်ရပါတယ်။နံပါတ်24နိုင်တွင်ဖြိုချခံရတဲ့ Spain က Tobogandi Bona ။ဒီဟာကတော့ရေလာလျှောသမိုင်းမှာအမြန်ဆုံးဖြိုချခံတဲ့စိုင်ကြီးကိုတင်ထားပါတယ်။ထုပ်ပကန်ဒီပေါ်နာလို့ခေါ်ပြီးတော့ဒီဇိုင်းဆွဲပူးသမျှထဲမှာအအူဆုံးလို့တော့ပြောလို့ရပါတယ်။ဒါအောင်ပြောဖို့မဟုတ်ဘဲနဲ့လန်ကူးဖို့တိစောက်တာပါလေ။လေကားစားရေလာလျှောကိုအစားထိုးဖို့အတွက်စဉ်းစားရတယ်ဘာလို့လဲ။ဒါတော့ကျွန်တော်တကယ်သိချင်တယ်။တမ်မနီဘီ128ဘီခြုံထက်တဲ့အကွက်သုံးခုအလွန်မဆောက်တဲ့ထောင်ပြီးတော့အောက်ခြေမှာကြောက်တုံးပုံကြီးနဲ့ဒီရေလာလျှောကြီးကလူတွေကိုလက်မောင်းကျိုး6ချောက်ကျိုးစေခဲ့လို့ဖွင့်ပြီးတော့24နိုင်အတွင်းအလုံးစုံဖြိုးချလိုက်ရပါတယ်။ ဒါပေမဲ့ဂျပန်မှာရှိတဲ့ရေလွှာရှော့တခုကတော့ဂျပန်မှာအန်ဒီအရှိဆုံးဆိုတဲ့စူပလာကိုယူထားပါတယ်။နံပါတ်9ဂျပန်ကိုတရားဝင်တားမြစ်စီခဲ့တဲ့ရေလွှာရှော့ဒီရေလွှာရှော့ကရာသီဥတုကောင်းတဲ့နေ့မှာတော့မှစီးရတော့တော်တော်လေးကျန်းပါတယ်။အစာပိုင်းလိုချုံးမွေ့နေပြီမဲ့နောက်ပိုင်းမှာအကွေတရားပိုးချွန်လာပြီးတော့ရေလွှာရှော့ကအရှင်ကျလာပါတယ်။ပြီးတော့ရုတ်တရက်ဆိုသလိုပဲတင့်ရဲ့အယိုးစုကိုနေရာပြန်ချပေးလိုက်သလိုခံစားရပါလိမ့်မယ်။ဒီနာထီဟိုနာဒီနာဖြစ်မယ်ဆိုပြီးမဲ့လက်ခံပေးလို့ရပါတယ်။ဒါပေမဲ့မိုးရွာတဲ့အခါမှာတကယ်အန်ဒီရဲ့စပါတယ် မိုးကြလာတဲ့နေ့အဖေမကယ်နိုင်အမေမကယ်နိုင်ဖြစ်ပြီးတော့စီးတဲ့သူတွေကအောက်ခြေကိုလွင့်ထွက်သွားကုန်ပါတယ်။ဒါကြောင့်မဲ့အယိုးကျူးတာတွေများလာပြီးတော့လူတွေတန်ရာကြတဲ့ virus video တွေအစုလိုက်ပြုံလဲထွက်လာတာကြောင့်ဂျပန်နိုင်ငံကဒီရေလွှာရှော့ကိုနောက်လည်းမလာနဲ့လာလည်းမနောက်နဲ့ဆိုပြီးထားရပိတ်ပင်လိုက်ပါတယ်။နံပါတ်6တရားစွဲခံရမှုအများဆုံး Manmat Park ရေလွှာရှော့များဒါပေမဲ့ဒီနောက်ထပ်ရေလွှာရှော့အကြောင်းကိုကျွန်တော်လိန်ပြောနေရလို့ထင်ကြည့်ကျွန်တော်လိန်ပြောနေတယ်လို့ထင်စေချင်မိတယ်ဘောက်လဲဆိုတော့ဒီဇိုင်နာတွေကလူသက်ချင်နေတာလားလို့တော့ထင်ရအောင်ပဲတရားစွဲခံရမှုတွေများလို့လို့ပါ 2020ပြည်နှစ်တုန်းကပက်ဆယ်ဗေးနီးယားကမန်မော့ဖက်မှာ PDR ရှိရှိတဲ့တက်တူရေလွှာရှော့နှစ်ခုကိုဖွင့်လိုက်တဲ့အခါမှာမျိုးတစ်ခုလုံးပြောခဲ့ကြပါတယ်။ဒါပေမဲ့တလားကြာမှာပဲရေလွှာရှော့ကပူပေးခံရပါတယ်။ရှော့စီးခဲ့တဲ့သူတွေကသူတို့ရဲ့ကြောရိုးစစ်တွေမှာကျိုးကြေတန်းရအတွင်းကြေတန်းရတွေရခဲ့ပြီးတော့စိုးရင်သေးနဲ့စိတ်သက်သာမှုတွေပါခံစားခဲ့ရတယ်လို့ဆိုပါတယ်။ဒါနဲ့2020ပြည်နှစ်ဩဂတ်လမှာခရယာအုပ်ချုပ်ရေးကဒေါ်လာ3000တုံးပြီးတော့ရဘကုန်လက်ရန်တွေကြောက်တုံးနေတဲ့ကောက်ဖို့အတားစီတွေတတိပေးဆိုင်ဖို့တွေဘလုံးလုံးကြောစာစီးရမလဲဆိုတဲ့ဗီဒီယိုတွေပါထည့်ပေးလိုက်ရပါတယ်။ နှစ်ယောက်စီကလေးရွာရှော်နှစ်ခုအတွက်တောင်မှစီးကားကတော်တော်များပါတယ်ဒီလိုနဲ့စိတ်မြင့်ပြီးတော့2021ဇွန်လမှာပြန်ဖွင့်တဲ့အခါမှာပြဿနာတွေပါတက်စိတ်မြင့်ပြီးထက်တက်ပြန်ပါတယ်ဒီရွာရှော်တွေကိုတက်စင်ပြီးကလေးက၄နှစ်တွင်မှတရားစွဲဆိုမှုအများအပြားရေဘိုးချက်ဖြစ်ခဲ့ပါတယ်၄နှစ်တွင်စလစ်ကမြို့ကိုရှေ့ကျေနေမှတရားစွဲခဲ့ရအောင်လုပ်ခဲ့ပြီးတော့အံ့ဩစရာကောင်းတာကအခုတက်တီဖွင့်နေတုန်းပါပဲနံပါတ်9တင်းမင်းတမန် Action Pack ဒါပေမဲ့ယူသောတာကို NDA ရှိတဲ့အစင်တစ်ခုထိရအောင်ယူသွားတဲ့ရေလွှာရှော့တွေရှိပါတယ် 1998မှာ Ukini Movie Hill ဆိုသူက New Jersey မှာ Action Pack ကိုဖွင့်ခဲ့ပါတယ်။ဒီနေရာကဘယ်သူမှမမြင်ဘူးတာမျိုးပါ။နေရာ၃ခု95မျိုးသောစီးစရာတွေအရာအလုံးကြီးပါရှိပါတယ်။လုံခြုံရေးတွေအခြေခံအလေးထားမှုမှလွဲလို့ပေါ့။ပထမဆုံးအနေနဲ့ဒီဖက်မှာတကယ်အာမခံတာမှမရှိပါဘူး။ဝန်ထမ်းတွေကလည်းလေ့ကျင့်မှုမရှိ။အရင်မရောက်သေးတဲ့သူတွေတခါတလေမှအရက်တောက်ထားတဲ့သူတွေလည်းရှိပါတယ်တဲ့။ဒါပြင်စီးစရာတွေကတယောက်ယောက်ရဲ့ကားကိုယ်တောင်တွေမှာချက်ချင်းစောက်လိုက်တယ်လို့ပဲဖြစ်နေပါတယ်။တကယ်လည်းအဲ့ဒီလိုစောက်ထားတာပါ။နံပါတ်၈ Alpine Slide ဆက်လိုက်ပြီးတော့ Alpine Slide ကိုကြည့်လိုက်ရအောင်ပါ1984လနဲ့1985ကြာမှာအယုကျတော်ဆက်လေးမှုနဲ့ခေါင်းတိုင်ရ26မှုဖြစ်ခဲ့ပါတယ်လူသေးခဲ့တာကိုထည့်ထွက်မရသေးပါဖက်ကဲနာမည်ဆိုးထွက်နေတဲ့ရေကန်ကြီးမှာအချိန်ပြည့်ကေဆေးတမ12ယောက်ထားထားပေမဲ့မနိုင်နိုင်ခဲ့ပါလူများတဲ့စနေတင်းကိုနေမှာလူ30တိကေဆေးနေခဲ့ရပါတယ်တနေ့မှာအသက်35နှစ်ရွယ်ကောင်းလေးတစ်ယောက်ကတည်ဆုံးခဲ့ရပါတယ်ဒါပေမဲ့ဖက်ကမပိတ်သွားဘဲနဲ့နောက်9နှစ်တွင်မှာ3ယောက်ထပ်သေးပါတယ် ဒီနေရာကလူ6ယောက်တတ်ခဲ့တာဗျဒါပေမဲ့ action pack ကတစ်နှစ်ကိုလူတသန်းကျော်လာရောက်ပြီးတော့ပတ်စံနေဆက်ရှာနေခဲ့ပါတယ်1990ပြည့်လွန်နှစ်တွေရောက်တော့သူတို့ရဲ့ပေါ်ဆောင်မှုကပြန်လည်လာပါတယ်ဒရာရမှုရောကြီးတွေစုပေါင်းလာပြီးတော့အကျွေးတွေနှစ်ပတ်လုံးရင်းနဲ့ဖက်ကိုရောင်းချလိုက်ရပါတယ် Mountain Creek Water Park အဖြစ်နဲ့ပြောင်းလဲသွားပြီးတော့အနေငယ်အစဉ်ပြေးသွားပြီးမယ်2010ပြည့်လွန်နှစ်တွေမှာအရင်တီထောင်သူကပြန်ဝင်လိုက်တော့လူတွေကိုဆယ်ပေနဲ့တဲ့ရေကန်တွေကိုပစ်လိုက်တဲ့ Cannibal Force လိုမျိုးရုပ်တုံးမှုတွေပြန်ရောက်လာပါတယ် တပတ်ကိုတန်ရာရမှုတစ်ခုတည်းမှတ်တမ်းတင်ခဲ့ရပြီးတော့နောက်ဆုံးပြည်နယ်အစိုးရဝန်ရဆွတ်ဖက်ပြီးတော့တသက်လုံးပိတ်ပင်လိုက်ရပါတယ်။နမကော Action Pack ကတော့ပိတ်ပင်ခဲ့ရတဲ့ Cannibal Loop ဒီဂျစ်တယ်ရှော့က Action Pack ကတော့မှာ1985မှာပိတ်ပင်ခဲ့ရလောက်မှကြာဆရာကောင်းပါတယ်။ဒါ Cannibal Loop ပါကပောက်မှာပထမဆုံးလေပက်နေတဲ့ရေစင်းစက်လေးဖြည့်ပြီးတော့အင်ဂျင်နီယာနောက်ခံမရှိတဲ့လူတယောက်ကဆောက်ခဲ့တာပါပထမဆုံးစမ်းတက်တော့ကမတော်တဆစမ်းတက်ရုပ်တွေကခြေလက်တွေကောင်းနေပျောက်ဆုံးသွားပြီးတော့ပြန်ထွက်လာပါတယ်ဒါတော့ phase 2အတွက်အစင်းသေးဖြစ်ပြီးလို့တတ်မှတ်ပြီးတော့ဝန်ထမ်းတွေကိုဒေါ်လာ100ပေးပြီးတော့စီးခန့်ခဲ့တာပါ ရလက်ကဘလို့မှမကောင်းခဲ့ပါဘူး။လေပန်းမှုကြောင့်လေရင်မှုတွေလေ့ကျင့်ခဲ့ရတဲ့နိုင်ကြီးအားလောက်တီကိုခန်းစားပါတယ်။ပြီးတော့စီးဖို့ဝင်သွားတဲ့လူတွေအားလုံးခန္ဓာကိုယ်မှာနဲ့နေတဲ့ဒဏ်ရာတွေနဲ့ပြန်ထွက်လာပါတယ်။နောက်ပိုင်းမှာသိရတာကဒီဒဏ်ရာတွေဆက်လက်ရဲ့အတွင်းဘက်မှာလူသွားတွေစိုက်ဝင်နေလို့ဖြစ်ခဲ့တာပါတယ်။မလေတော်တော်ကြောချမ်းစရာကောင်းပါတယ်။တချို့လေဆိုရင်ဟိုဘက်အချမ်းကိုတော့မှမရောက်နိုင်မင်းနဲ့အပေါ်မှာပိတ်မိနေခဲ့လို့ဖက်ကအရေးပေါ်ထောက်ပေါက်တကတက်ပေးခဲ့ရတဲ့အထိပါဒီလိုပြဿနာတွေကြားတဲ့ကနှစ်နှစ်ကြာဖွင့်ထားခဲ့ပြီးတော့1985ဇွန်လလမှာနောက်ဆုံးပြေးပြေးခဲ့ရပါတယ် နံပါတ်၁၀လူတက်ခဲ့တဲ့ Verac Yelasho Action Park မှာပြဿနာရှိတယ်ဆိုရင် Kenneth City မှာ Verac ဆိုတဲ့ပုံကြီးတဲ့ပြဿနာရှိပါတယ်ဒီ Yelasho ကတကယ်ကိုလူတက်ခဲ့လို့ပါဒီ Show ဟာလေ168ပင်မြင်ပြီးတော့စီးတဲ့သူတွေကိုတနအီကိုမိုင်ခွန်နယ်စေတီအရှိန်မြင့်ပေးပါတယ်၂၀၁၄မှာဖွင့်တော့ကကမ္ဘာပေါ်မှာအမြင့်ဆုံးရေစင်းဆက်လက်ဖြစ်ခဲ့ပြီးတော့လူတီများတမိုင်းဝင်သွားစေတာကမတော်တဆမှုနဲ့အမှားတွေကြောင့်ပါဒီဇိုင်နာ John Scully က Engineer နောက်ခံမရှိပါဘူးထွက်ချက်မှုဆိုအမှားရွေးကနေတင်ယူတဲ့နီလန့်ကိုသုံးခဲ့ပါတယ်စမ်းသပ်တော့ဖောင်နေ လေပေါ်လွင့်ထတော်ဒုတိယတောင်ကိုမြင့်ပေးခဲ့လိုက်ပါတယ်။ဒါကမြေပြင်ကိုစမ်းတတာပိုးဆိုးစေပြီးတော့အရှိန်ကိုလုံးဝခံမှန်းလို့မရအောင်ဖြစ်စေတာပါ။ဒါတော့မှရေလောင်လျှောတစ်ခုလုံးကိုပြန်တဆိုင်မဆွဲမင်းနဲ့လမ်းကြောင်းပေါ်မှာပိုက်ကွန်နေနဲ့တက်တူခွင်းနဲ့ထည့်ပေးခဲ့တော့လေထဲမှာလွင့်ထွက်နေတဲ့ပိုးဆိုးတဲ့ပြဿနာနဲ့ကြုံခဲ့ရပါတယ်။နေနေတွင်းမှာအနည်းဆုံးလူ73ယောက်ပြင်းထန်ပြီးနေနေတွင်းမှာအနည်းဆုံးလူ73ယောက်ပြင်းထန်စွာဒဏ်ရာရခဲ့ပြီးတော့ဖက်ကဘာမှမလုပ်ခဲ့ပါဘူး။ဝန်ထမ်းတွေကဘရိတ်စနစ်ပြတ်နေတယ်လို့သတင်းပို့ခဲ့တာတော့မှဘာမှလုပ်မပေးခဲ့ပါဘူး။ဒါတော့76ခုနှစ်ဩဂတ်စ်လ9ရက်နေ့မှာအသက်70နှစ်ရွယ်ဆီလစ် Chef Web ဆိုတဲ့ကောင်လေးတယောက်ကမိသားစုနဲ့တူဖက်ကိုရောက်လာပြီးတော့ Vera ကိုပထမဆုံးစီးဖို့ဆုံးဖြတ်ခဲ့တယ်။ဒါအတူဘဝရဲ့စိတ်လှရှားစရာအကောင်းဆုံးအတွေ့အကြုံဖြစ်တဲ့ပေမယ့်နောက်ဆုံးအတွေ့အကြုံဖြစ်ခဲ့ရပါတယ်။ Salad က Vera ရေလွာရှော့ကြောင့်ပဲခေါင်းဖြတ်ခဲ့တယ်လို့စုံစမ်းစစ်ဆေးသူတွေကအတီးပြုတ်ပါတယ်ဆိုတဲ့တတင်းနဲ့တူလူတက်ခဲ့တဲ့ရေလွာရှော့ဟာသူ့ရဲ့နေဝေးကြီးကိုရောက်ဖို့ဖြစ်လာပါတယ်။ပြင်းမှုဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီးတော့ဒီရေလွာရှော့ကိုဘယ်တော့မှပြန်မဖွင့်တော့ပါဘူး။လူများကသူ့ကိုတင်မင်းတမန်ထောင်ချောက်လိုတောင်ခေါ်ခဲ့ပါတယ်။ဘက်ကဖြက်စီးရဲ့အဖွဲ့ကိုခေါ်ကဖြက်စီးခိုင်းခဲ့ပြီးအခုဆိုရင် Verrick ဘာမှမကြံတော့သလို ဒီလိုမျိုးစောက်ဖို့လေဘသူမှမရဲတော့ပါဘူး။ကဲဗီဒီယိုလေးကတလောက်ပါပဲ။ပရိသတ်တို့စီးကျင်တဲ့ရေလွာရှောရှင်ကောမမရေးပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးပါ။